ဘူးချွာတာကိုကောင်မလေးတယောက်နဲ့ဓာသမတယောက်ရောက်လာတယ်။ရာဆိုဆိုတဲ့ဓာသမကိုအဲ့ဒီကောင်မလေးကသူ့ရဲ့တတ်တော်ဆောင်အဖြစ်ငှားလာတာ။သူတို့အချင်းချင်းနဲ့တိတ်ရင်းနှီးပုံမရကြဘူး။ကောင်မလေးအကြောင်းကိုဘာမှမသိပဲရာဆိုကအလုံးလက်ခံထားတာ။ကောင်မလေးကဘူးချွာတာရောက်တော့ကုံတဲ့တယောက်နဲ့ချိန်ထားတာဆိုတဲ့အကြောင်းတော့ပဲပြောပြတယ်။ဒါပေမဲ့ဒီထက်ပိုပြီးဘာမှဆက်မပြောပြဘူး။ရာဆိုကဘုံမလင်းလင်းမရှိရင်မင်းကငါဘလို့မှကောက်ွယ်မပေးနိုင်ဘူးဘသူလဲဘယ်ဘူးသွားမှလဲဆိုတာမျိုးတော့ငါတီးတင်တယ်လို့ပြောလိုက်တယ် ရှင်ကျမနဲ့ပါလာတော့ကလည်း Ionia ကထွက်ဖို့ဆိုင်းပြနေတာပါ။ရှင်းမှလည်းအခြေအနေတစ်ခုခုရှိနေတဲ့ပုံပဲ။တရားရုံးစီကနေပြေးနေရလို့လားလို့ကောင်မလေးကပြန်မေးလိုက်တယ်။အလို့အတွက်လည်းငွေကြိုချေပေးတာတဲ့အပြင်စိတ်မရှိတော့တာမလို့ကောင်မလေးကဆက်မလုပ်ချင်တဲ့ဒီမာရင်လူချင်းခွဲလိုက်ကြတာပေါ့လို့အပြက်ပြောလိုက်တယ်။ဒါပေမဲ့ရာစုကလည်းကောင်မလေးရဲ့နာမည်လောက်တော့သိချင်တယ်။ဒါပေမဲ့ဘလို့မှမေးမရဘူး။ဒါနဲ့တွားရမယ့်ကုံတယ်စီကိုသူတို့ရောက်အောင်တွားကြတယ်။ ဖတ်စတားလက်မှုပစ္စည်းတွေကိုရောင်းဝယ်လုပ်တဲ့ကုန်တယ်ဆိုတာရှင်းလာလို့ကောင်မလေးကကုန်တယ်ကိုမေးလိုက်တယ်။ကုန်တယ်ကတော့တာမန်မေးတာကိုတော့တိုးတိုးလေးပြောဖို့ပြောတယ်။ကုန်တယ်ကမင်းပစ္စည်းဝယ်မလို့လား။မင်းက first tire လက်မှုပစ္စည်းတွေကိုတော့သိတယ်ဆိုတော့စူးစောင်းတဲ့ collector ပဲဖြစ်ရမယ်လို့ပြောလိုက်တယ်။ပစာနေလူမျိုးရိစီက sandstone တွေရင်းစီမှရတယ်လို့ကြားတယ်လို့ကောင်မလေးကကုန်တယ်ကိုမေးတော့ကုန်တယ်ကအခုတော့ first tire တွေလည်းတေကုန်ကြတာကြာပြီဆိုတဲ့အကြောင်းနဲ့ ဆန်စတုန်းတွေရှားတယ်ဆိုတဲ့အကြောင်းပြီးတော့တိတ်မကြသေးခင်ကတော့တခုရောင်းခဲ့ကြောင်းကိုပါပြောလာခဲ့တယ်။ပေါမလေးကဝဲစုံမေးတော့ကုံတယ်ကညင်းနေဒီအချိန်မှာပဲပေါမလေးက magic တခုကိုတုံးပြီးကုံတယ်ကိုမြို့ကစကားပြောခိုင်းလိုက်တယ်။ကုံတယ်ပြောစကားတွေအရဝဲသွားတဲ့သူက Gangplank ရဲ့အဖွဲ့ဟောင်း Jacket Hooks အဖွဲ့က Malik ဆိုတဲ့လူအဲ့ဒီအဖွဲ့က Sarah Fortune ကိုတော့မကြောက်တဲ့အပြင်အခုလဲဂျိန်းစာတင့်နေတဲ့ Grey Hub ဘက်မှာသူတို့ရှိနေကြတယ်ဆိုတာတွေသိလာရတယ်။ အဲ့ဒီနေ့ညကိုတက်ခွန်ကန်တကူမှာသူတို့တွားတက်ကြတယ်တက်ခွန်ကန်ကလူကသူတို့နှစ်ယောက်ကိုအတွဲထင်ပြီးရည်သက်သက်ပြောပေးမယ်အထင်လွဲမှခံတဲ့ရာစုကအခန်းတစ်ခန်းတောင်းကော်မလေးကတခမ်းမပေးဖို့ပြောလိုက်တယ်ဒီမှာ Norses ရဲ့ငွေဖြစ်တဲ့ Norsian Coin ကိုပေးတော့တက်ခွန်ကန်ပိုင်ရှင်ကညင်းနေတယ်ဒါပေမဲ့ထုံးစံအတိုင်းကော်မလေးကပဲညှို့ပြီးဒီငွေတွေကိုလက်ခံအောင်လုပ်တဲ့အနေနဲ့ဖြည့်ရှင်းပြီးခန်းတစ်ခန်းငားလိုက်ကြတယ်ဒါဆိုအတွက်ကော်မလေးကရက်ပါဝယ်တိုက်လိုက်တယ် ခန်းထဲရောက်တော့သူတို့ချင်းမိတ်ဆက်မကြတဲ့ကောင်မလေးက Vasani လူမျိုးစုရဲ့နောက်ဆုံးရှင်တန်သူ Vastaya နွယ်ဝင်ပဲ။ယာဆိုကတော့ Ionia ကနေတူပြရမယ့်ကိစ္စတခုရှိလို့ပြည်လာတာ။ကောင်မလေးကလူရင်းနဲ့အခုလိုအကြကြီးနေနေတဲ့ဒီတစ်ခါအကြဆုံးဖြစ်နေတယ်။ယာဆိုကိုနာမည်လဲပြပြလိုက်တယ်။သူ့နာမည်က Ari အာရီကသူမပိုင်ဆိုင်ထားတဲ့မော်အစွမ်းရဲ့လူစိတ်ဝိညာဉ်အပေါ်စားသုံးမှုကြောင့်သူချရတဲ့သူတည်သွားခဲ့မှုရဲ့အဖြစ်အပျက်ကိုပြန်အိမ်မက်မှတ်တယ်။ ဲ့ဒီညမှာပဲအဲ့ဒီအိမ်မက်ကြောင့်အာရီဟာရာဆိုကိုထားခဲ့ပြီးသူတီးကျင်နေတဲ့အရာကိုသူတယောက်တည်းဆက်ချဖို့ဆုံးဖြတ်လိုက်တယ်။သူကအခုချိန်မှာရာဆိုနားနေရင်ရာဆိုကိုတတ်မိမှလည်းဆိုရင်လေသူထိမိရတဲ့သူ့ရဲ့အစွမ်းကအခုခုကိုစားသုံးဖို့အချိန်ကျနေပြီလို့ယူဆလို့အာရီကရာဆိုကိုထားခဲ့လိုက်တယ်။ရာဆိုနိုးလာတော့အာရီမရှိတော့တာနဲ့ဂရေးဟာဘတ်ကိုလိုက်ရှာတယ် ရေဟာဘာကဘဲလ်ချ်ဝါဒါကလူတွေအတွက်သွာလာခွင့်ကန့်သက်ထားတဲ့နေရာဒီနေရာကို Bromnet Alloy တို့ဆက်ဆက်ထွက်လာခဲ့ခြင်းမှာပဲ Miss Walker နဲ့ရင်ဆိုင်ရတယ်။ Bromnet Alloy တို့ Miss Walker နဲ့ချနေတော့မှာပဲ။ယာဆိုက Bromnet Alloy တို့ဘက်ကနေဝင်ကူလာခဲ့တယ်။ Alloy Brom တို့ယာဆိုနဲ့ဆက်ဆုံခဲ့ကြတယ်။ယာဆိုကတော့သူတတ်တော်ဆောင်အဖြစ်ကာကွယ်ပေးရမယ့် Ari ကိုလိုက်ရှာနေတယ်။ ။ရသုကရေဟာဘာဘက်ကိုတူတာဝင်အရာသွားမှာမလို့အဆိုင်သူတွေဝင်မပါဘူးပြောတယ်။တစ်ဖက်မှာလည်းအလော်ရီနဲ့ဘရောမ်တို့ကဂရေဟာဘာမှာဖြစ်ပျက်နေတာတွေကိုဖြေရှာဖို့ထွက်လာခဲ့တာ။ဘရောမ်လိုခန္ဓာကိုယ်အင်အားကြီးတဲ့သူမျိုးတောင်ဒီရှယ်ရီတွေကိုမနိုင်ခဲ့ပဲလေမောက်လာခဲ့ရကြောင်းရသုကိုပြောပြလိုက်တဲ့အခါမှာရသုလည်းလက်ခံသွားပြီးတုံးရောက်အထူသွားဖို့ဖြစ်သွားတယ်။ရေဟဘာမှာဖြစ်နေတဲ့အဖြစ်အပျက်တွေကအလော်ရီအတွက်တော့အဆမ်းမဟုတ်ပေမဲ့ဘီလ်ဂျွာတာကမဟုတ်တဲ့ဘရောမ်နဲ့ယာဆိုတို့အတွက်ကထူးခြားမှုပဲဒီကအဖြစ်အပျက်တွေကိုဂါဂနာနာလည်းမသိထားကြဘူး rehab ဘာထဲမှာတဖြည်းဖြည်းနဲ့လည်း D spirit တွေကအင်အားကြီးနေကြပြီဒီလိုနဲ့ထောင်းဆန်နာကိုရောက်တော့ brown ကမျိုးရဲ့အထင်ကရအချက်အချာနေရဆိုတာရေမောပြရှင်တဲ့အနေနဲ့ပြည်နေရမှာလေဒီမှာဘာတွေဖြစ်နေတာလဲလို့မေးခွန်းထုတ်လိုက်တယ်အလော်ရီကသူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကိုစပြောပြတယ်ဒါက heroin ကြောင့်ဖြစ်သွားတာဒီ heroin ကနင်းနေတဲ့ကြာတိုင်းပြန်ပြန်ဖြစ်နေတာ suburban ice ကိုလည်း shadow ice ရဲ့ black mist တွေကဝင်စီးသွားတာ Black Mass ကသမုဒ္ဒရာတခွင်လိုင်းတွင်နဲ့အတူလွင်မြောလာခဲ့ပြီး Black Mass ရဲ့လမ်းမှာလာပိတ်နေတဲ့ဘသူမဆိုသိုးသွန်းတဲ့ဝိညာဉ်တွေနဲ့ယဉ်ဆိုင်ရတယ်။မောင်တူရဲ့အဆုံးရဆုံးကောင်းတဲ့က Belgrade ရဲ့ကမ်းရိုးတွေပေါ်ကိုရောက်လာခဲ့ကြတယ်။နောက်ဆုံး Herring က Grey Harbor မှာဖြစ်ခဲ့ပြီးတော့အားလုံးဒီမှာပဲအမြင့်တွေလာခဲ့ကြတယ်။အဲ့ဒီညက Alloy Road တက်နိုင်တယ်များဖုကံခဲ့ကြပေမဲ့ Black Mist ကတော့ပြန်ရောက်လာခဲ့တယ်။တခုခုကဖြစ်တည်မှုများကြီးပြန်အောင်လုပ်ခဲ့တာဖြစ်နိုင်လို့ Alloy Road ကဒီမှာရှိနေတဲ့ဖះเจ้าနဲ့မှသွားအပြေရှာဖို့စဉ်းစားမိတယ်။ သွားရင်းနဲ့ဂူတူဂူတဲကိုဝင်မှလူတယောက်ကိုဖျက်ကနေတွေ့လိုက်ရတယ်။နောက်ကလိုက်ကြည့်တော့လူနေထားတဲ့အရေးရောင်တွေလည်းရှိတယ်။ရေးဟာဘာထဲမှာမတိမပြောက်အသက်ရှင်နေကြလို့တော့အီလော်ရီကအန်အွန်နေသေးတယ်။ဒီလိုနဲ့လန်ကီတထောင်လာကြတယ်။အဲ့ဒီအချိန်မှာသူတို့ချင်းချင်းစကားတွေပြောကြတယ်။အီလော်ရီကဘရွန်ကိုလေးနင်းနွေးလေးတွေခံလို့ကောင်းရလားလို့မေးတယ်။ from ကအမှန်တိုင်းပြောရရင်တော့ frail your ရဲ့လေးအေးတွေကိုပဲလွမ်းလာလို့ပြန်ဖြေတယ်။ loy ကလေးအေးကြိုက်တာဆိုတော့အဆမ်းပဲလို့ပြောတော့ from က ဖရဲလျော့ဆိုတာအေခဲကြမ်းတမ်းတဲ့အတိုင်းပြည်တစ်ခုဖြစ်တာနဲ့အညီတူတူစူပေါင်းစည်းလုံးချင်းကပဲဒီကြမ်းတမ်းအေခဲမှုတွေကိုအန်တုနိုင်တယ်။ညဘက်မှာမီးဘုံမေးမှာဝိုင်းထိုင်ကြတယ်။ညလာရောင်အောင်မှာ Lnet ထမဲလိုက်ပွဲတွေရှိတဲ့အကြောင်းတွေပြပြတယ်။ဘူရူတွေကရောဘလိုအကြောင်းအရာတွေကမင်းတို့ကို ပေါင်းစည်းစေတာလဲလို့ Brom က Eloy ကိုပြင်ပေးတယ်။ငါတို့မှာ Mother Sapan လို့ခေါ်တဲ့နဖရာရှိတယ်။သူ့ကိုငါတို့ခောက်ဝကြတယ်။သူကငါတို့အတွက်ကောက်ပဲသီးနှံစားသောက်ပွဲပေါ်ကြွယ်အောင် လုပ်ပေးတယ်လို့ Eloy ကပြန်ပြောပြတယ်။စားသောက်ပွဲကြီးအကြောင်းပြကြတော့ ဖရယ်လော့မှာအိုလက်ဖ်လိုစစ်တီတော်ကြီးရဲ့ကျေးဇူးနဲ့နင်းမွေစတူးကိုတရွာလုံးတလားလောက်စားလိုက်ရတာတွေဘရောင်းကပြန်ပြောပြတယ်။ဒါနဲ့အလော်ရီကရာဆိုကိုလန့်ခေါ်တယ်။ထိုင်ခိုင်းတယ်ပြီးတော့မိတ်ဆွေတွေနဲ့အတူတိုက်ပွဲဝင်ရတာကဒဇိန်းနေတိုက်ပွဲဝင်ရတာထက်တော့ပိုကောင်းပါတယ်ဆိုပြီးအလော်ရီကရာဆိုနဲ့မိတ်ဆွေဖြစ်ခြင်းကြောင့်စကားကန်းတယ်။ဒီနှစ်ခုစလုံးမှာမကောင်းတဲ့အချက်တွေရှိနေတာပဲလို့ရာဆိုကစကားကိုပြန်ခြေပပြီးပြောတယ်။အလော်ရီကလည်းအိုင်ယိုနီးယားကဘဝအကြောင်းနဲ့ဘာလို့ဒီကိုရောက်လာတာလဲမေးတယ်။ သူဟာအမြဲလေလွင့်နေတဲ့လူမျိုးလို့လေးတိုက်ရပါမယ်လူစားမျိုးပဲမင်းကိုတော့ဆက်ပြပြချင်းပဲမယ်စကားမများပြောရင်ရေးစားရလို့ရာဆိုကပြန်ပြောတယ်ဒါကြောင့်ရှင်တောက်နေတာကိုလို့ဒီလောက်ကြီးကပြောတော့ရာဆိုကလည်းဒီရန်နဲ့ပဲတချို့ဟာတွေကိုတီးခတ်နိုင်အောင်တားပစ်ထားတာလို့ခွန်တုံမချန်ပြန်ပြောတယ်ဒီလောက်ကြီးကလည်းမိတ်ဆွေအစ်တစ်တွေအတွက်ချပစ်လိုက်လို့ပြောလိုက်တယ်ဘရောင်းကရာဆိုကိုတောက်နေတာပဲမြင်နေလို့စကားစားတယ်ဘာပြဿနာတွေများရှိနေတာလဲညီကိုလို့ဘရောင်းကရာဆိုကို မေးလိုက်တယ်ရာဆိုက ငါကဘသူညီကောင်မှမဟုတ်ဘူးနောက်လည်းဖြစ်လာကြအကြောင်းမရှိဘူးလို့ခက်ပြပြပဲပြန်ဖြေတယ်သူ့မှာယူနေဆိုတဲ့ကိုတယောက်ရှိတဲ့အကြောင်းနဲ့အဲ့ဒီကိုကိုတက်ခဲ့တဲ့အကြောင်းပြပြလိုက်တယ်ဒီအကြောင်းကိုရောဆွေးနွေးချင်သေးလားလို့ရာဆိုကရွေးတိုက်ပြီးမေးလိုက်တော့မှဘရောမ်လည်းအမေးရက်သွားတယ်ဒါတော့မှခင်မင်တက်ပြီးပြပြနေတတ်တဲ့အချင်းကြောင့်ဘရောမ်ကဆက်ပြီးတော့လေးရှည်ချင်နေသေးတယ်သူတို့ဘူထဲဝင်လာတော့ကလူရဲ့အနောက်ကိုဆက်လိုက်တော့မာလစ်တို့အဖွဲ့နဲ့တိုးတယ်တော်ယုံတန်ယုံကြီးစားသမားအဆင့်နဲ့ဒီဘက်ကိုလာရဲမှာမဟုတ်ဘူးဆိုတာကိုမာလစ်ကတွေ့တယ် ။တရဲဖြဲရဲတဲ့ဂိုင်းမပေါက်နေပါဘူးလို့လည်းယူဆတယ်။ငါကကြေးစားလူသက်သမားတော့မဟုတ်ပေမဲ့ကောင်မလေးကိုထိခိုက်အောင်လုပ်ရင်တော့မင်းတို့ခံစားရလိမ့်မယ်လို့ရာစုကဝင်ပြောတယ်။မင်းပြောတဲ့ကောင်မလေးကသာငါလူတွေကိုစော်သွားတာပြီးတော့ငါတို့ boss က sandstone ကို shadow ic ယူသွားမယ်ပြောလို့သူကြိုက်ပုံလည်းမရဘူး။အဲ့လိုအဆောင်ပစ္စည်းသူ့မှာမရှိလို့ black mist အနေနဲ့ပြူတာခံရလဲငါကိစ္စမဟုတ်ဘူးလို့မာလစ်ကပြောတယ်။ရုတ်တရက်အီလော်ကမာလစ်လေဗင်ကဆွဲချုပ်ကိုတတိထားမိသွားတယ်။ဘယ်ကရရတာလဲမေးတယ်။မာလစ်ကလည်း အီလိုအီလို truth bearer တယောက်ကဒါဘယ်ကရလဲသိနိုင်မယ်လို့ပြန်ပြောတယ်။မာလစ်ကသူ့လူတွေထားပြီးလစ်သွားတယ်။မာလစ်ရဲ့လူတွေကိုတုတ်သိမ့်ပြီးနောက်ဆုံးတော့မာလစ်နဲ့တွေ့တယ်။မာလစ်ဘလောက်ကောင်းမှလဲဆိုရင်နောက်ဆုံးဘလို့အခြေအနေရောက်ရောက်လက်ဗလာနဲ့တော့အဆုံးမတတ်နိုင်ဘူးဆိုပြီးသူ့အဆောင်ကိုဖျက်ဆီးပစ်လိုက်တဲ့အထိပဲ။အီလိုအီကဒီအဆောင်ပစ္စည်းနဲ့တချို့သောဆိုးရမှုတွေကိုထိန်းထားတာမှန်တယ်လို့တားပေမဲ့မမီလိုက်ဘူး။ဖျက်ချင်းမဲ့အရေးတရဝါတစ်ကောင်ပေါ်လာပြီးမာလစ်ကိုပါတတ်ပစ်လိုက်တယ်။အီလိုအီတို့၃ယောက်လည်းဒီကောင်ကိုတားရတော့တယ်။ သူတို့ရှင်းလင်းပြီးသွားတော့အီလော်ရီကရာဆိုကိုအင်ကာကွယ်ရမယ့်ကောင်မလေးကအခုချိန်လောက်ဆိုရှေ့ခီးဆက်ကြမယ်ဘုရားကျောင်းမှာရောက်နေလောက်ပြီလို့ပြောတယ်။ရာဆိုကလည်းဂျိမ်းနိုင်ခဲမြန်ဖြစ်နေတယ်။ဒါနဲ့သူတို့သုံးယောက်ဘူရူဘုရားကျောင်းကိုဆက်သွားတယ်။ဂရေးဟာဘတ်တစ်ခုလုံးမှာတည်ဆုံသွားတဲ့ဒီမျိုးကန်တွေရဲ့ spirit တွေရှိနေသလိုတခြား black mist နဲ့အတူရောက်လာတဲ့ shadow တွေလည်းအပြည့်ပဲ။တချို့အသက်ရှင်သူတွေကိုမြင်နေရရင်ခံစားနေရတဲ့အမျိုးတွေပြည့်နေတဲ့ဝိညာဉ်တွေကလည်းရှိနေတယ်။ ူတူဖျားချောင်းကိုရောက်လာခဲ့တယ်။ဒီလောက်ကသူတို့ဂူရူတွေအပြင် Miss Fortune တို့အပါအဝင်နောက်ဆုံး Black Miss ကိုတားခဲ့တဲ့ညတညကအကြောင်းကိုပြန်ပြောပြတယ်။ Yasuo နဲ့ Eloy တို့စကားစမြည်ပြောပြကြတော့ Yasuo က Eloy ကိုဘာလို့ဂူရူတွေက Bellswater ကလူတွေနေတဲ့အရာမှာရောနှောမနေတာလဲမေးတယ်။ဂူရူတွေအနေနဲ့ကတာမန်အရသားတွေကို Palangi လို့ခေါ်ပြီးဘူရူတွေကတော့တက်တက်စီးနေနေတယ်လို့ပြန်ရှင်းပြတယ်။စကားဆက်ပြောရင်ရဆိုးရဲ့စိတ်ဝင်စားစရာမိကုန်တစ်ခုရှိတယ်။ ဒါဆိုဘလို့လူတွေကိုကာကွယ်ပေးတာလဲလူကောင်းတွေလားလူဆိုးတွေလားဆိုတဲ့မိကုံအလာရီတို့အတွက်ဘယ်အရာကိုဘလို့ဆုံးဖြတ်ရမလဲဆိုတာမာသဆက်ဘက်ကဆုံးဖြတ်ပြီးအဲ့ဒီဆုံးဖြတ်မှုနောက်ကိုလိုက်ကြတယ်ရဆိုးကလည်းအလာရီကဘာအတွက်ကာကွယ်တိုက်ခိုက်နေတာလဲဆိုတဲ့မိကုံပြန်မေးတယ်သူ့အဖြေမှာတော့အခြေအနေနေရက်တွေပေါ်မှာပဲမူတည်ရလို့ပြန်ဖြေတယ်ဒီလိုနဲ့ဘုရားကျောင်းထဲကိုဝင်ကြမယ်ဒီနေရာကမြေအောက်လှိုင်ကိုဘုရားကျောင်းပဲအလော်ကြီးပြောစကားအရရှေ့ကဝင်သွားတဲ့သူရဲ့ခြေရလက်ရာတွေရှိနေပြီသားအလော်ကြီးက ဘရောင်းနဲ့ယာဆိုတို့ကိုလည်းရှေ့ကြုံလာမယ်စမ်းသပ်မှုတွေအတွက်ကြိုတင်ပြင်ဆင်ဖို့တတိပေးထားတယ်။သူတို့သုံးယောက်ဘုရားချောင်းနဲ့ကိုစပြီးရှာဖွေရေးလုပ်တယ်။တချို့အကောင်ပလောင်တွေကိုရင်ဆိုင်ရတယ်။ဘုရားချောင်းနဲ့ကမြေဝတ်တကားတွေကိုဖွင့်တယ်။ဒီမှာသူတို့ဝင်ရမယ်တကားတစ်ခုကိုရောက်တယ်။တစ်ထောင်နားကျရင်ဘရောင်းကအလော်ကိုကြည့်ပြီးနောက်ထပ်ဖီရှင်တစ်ခုထပ်ရတာလားလို့မေးတယ်။တကယ်တော့သူက meditation လုပ်ပြီးနာကာကာပရိုစ်နဲ့ဖင်ရနဲ့အမြဲဆက်သွယ်မှုလုပ်တယ်။ ီလောက်ကြီးကနတ်ဖျားစီမှာသူ့ရဲ့ရှေးလောက်ဆောင်မှုတွေအတွက်လမ်းပြမှုကိုတောင်းတယ်။သူရှေးဆက်ရမယ့်အရာတွေထဲမှာနတ်ဖျားရဲ့လမ်းပြမှုတွေကသူ့ကိုရှုပ်ထွေးနားမလဲစေတာတွေကိုလည်းတွေ့နေရတော့မယ်။ဘရောင်းကလည်းသူ့ရဲ့ကြုံဆုံခဲ့မှုတွေဇလန်တချို့ကိုပြောပြတော့အီလောက်ကြီးကဘရောင်းကိုရှင်းမှာဘလို့အချိန်တိုင်းမဆိုအတွက်ပြောစရာဇလန်တွေရှိနေတာပဲလားလို့တန်အန်တော်မိကွန်ထုတ်မိတယ်။ဘရောင်းဆိုတာကလည်းသူ့ရဲ့တူတေတာမှာတော့နာမည်ကျော်တယောက်ပဲ။သူ့မှာလည်းဖျက်တမ်းခဲ့တဲ့စွန်စားကန်တွေကမနေဘူး။ သူတို့ခီးဆက်ကြတယ်အဲ့ဒီမှာသူတို့ရင်ဆိုင်ရတာက subtle လို့ခေါ်တဲ့ force goddess မင်းတို့ရဲ့ nakakaporos ဆိုတဲ့နတ်ဖေယားကဒီအကြောင်းကိုစွန့်ပစ်သွားတာပဲမင်းတို့လည်းအတူတူပဲဒီကနေထွက်သွားရလိမ့်မယ်လို့ subtle လို့ခေါ်တဲ့ force goddess ကပြောလာတယ်အလော်ရီတို့အဖွဲ့လည်းစတောက်ကိုရှင်းထုတ်လိုက်တယ်။ရှင်းပြီးသွားတဲ့အချိန်မှာဘုရားကျောင်းကတန့်စင်သွားပြီးအလော်ရီကသူတို့ရဲ့ဘိုးဘေးဝိညာဉ်တစ်ခုနဲ့စကားပြောခွင့်ရတယ်။အဲဒီဝိညာဉ်ကဒီမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုရှင်းပြတယ်။ စတဲလို့ခေါ်တဲ့ပြည့်ရင်းနေတဲ့နှစ်ပြားတစ်မျိုးကဒီကြောင်းတော်ကိုဝါမြူသွားတဲ့အကြောင်းပြန်ရှင်းပြတယ်။ဒါကိုဖြစ်အောင်လုပ်တဲ့အဓိကလက်တွေကိုလည်းပြောပြလာတယ်။ဒီလူကဘရူရီရဲ့ဒလိထုံးတန်းတွေကိုနားလည်နေတဲ့သူ၊သူကဖခင်เจ้าရဲ့နှလုံးသားကိုယူသွားခဲ့တယ်။ဒီဖခင်เจ้าရဲ့အဆောင်အချောက်စီးပြတ်သွားတဲ့အခါမှာ Force Goddess ရဲ့လက်ထက်ကိုရောက်သွားတယ်။ကောင်းတဲ့ဝိညာဉ်တွေပါထိန်းချုပ်ပစ်ခံလိုက်ရတယ်။အခုချိန်မှာတော့ဖခင်เจ้าက Eloy ရိုးဂျေဆုနဲ့ Gangplank ငွေသွားတာကိုရှင်းထုတ်ပြီးကောင်းတဲ့ Spirit တွေလည်းငြင်းကြအောင်လုပ်ပေးနိုင်ခဲ့ပြီး ဒီလိုကိုလည်းသူ့ရဲ့ဘိုးဘေးဝိညာဉ်ကအမားစကားတခုပလိုက်တယ်။မကြခင်မှာတိတ်ကိုဆိုးရတဲ့ Aaron ကြီးတခုလာလိုက်မယ်ဆိုတဲ့စကားပဲ။ Mother Serpent ကိုယုံကြည်ပြီးရှေ့ဆက်ဖို့လည်းမှာလိုက်တယ်။ Gang Plan ကဘသူပဲဝါဆိုတာရဲ့ Miss Fortune နဲ့လည်းဘလို့ရန်စားရှိတယ်ဆိုတဲ့အကြောင်းကို Prominent ရာဆိုကိုအီလော်ရီကနားလည်အောင်အချင်းချင်းရှင်းပြလိုက်တယ်။ပြီးတော့ Prominent ရာဆိုတို့ကိုလည်းသူခဏဆူတောင်းတာလုပ်မလို့ရှောင်ပေးဖို့ပြောလိုက်တယ်။ပြီးတော့ဘိုးဘေးဝိညာဉ်စီမှာ Gang Plan နဲ့ပတ်သက်တဲ့သူ့စိတ်ထဲမှာရှိနေတဲ့အကြောင်းတွေသူ့ရဲ့အတိတ်ကဆုံးဖြတ်ချက်တွေကိုဝန်ခံပြောလာခဲ့တယ်။ တကယ်တော့ Eloy က gang plan ကိုချစ်ခဲ့မှုတယ်။ပြည်မှာ Mess for Jones Channel gang plan ရော သူ့ Temoji ရောမိလောင်သွားတာကိုမျက်မြင်တွေ့ခဲ့ရတဲ့သူအဲ့ဒီတုန်းကဘူရူလူမျိုးတွေကပဲမသိပဲထိုင်ရီအကြီးအကျယ်ရနေခဲ့တဲ့ gang plan ကို Eloy စီကိုခေါ်လာခဲ့တယ်။ gang plan ကတော့သူ့ကိုကယ်လာပေးရဲ့ကူရီစီမှာသူ့အတွက် miss fortune ရဲ့လက်ထက်က bell water ကိုပြန်ယူပေးဖို့ အကူအညီတောင်းခဲ့တယ်။လူသားတွေဖြစ်တဲ့ဆန္ဒတွေမှာ Mother Seven C ကအကူအညီတောင်းဖို့မတင်ဘူးဆိုတာကို Eloy သိတယ်။ Eloy အနေနဲ့လည်းဒီလိုကူရခဲ့ရမယ့်နေ Gang Clan အဖြစ်ကိုသူ့အနေနဲ့ပထမဆုံးမြင်ဘူးတာပဲ။ Gang Clan ကို worthy ဖြစ်မဖြစ်စမ်းပေးလိုက်မယ်။ဒီလိုစမ်းသက်တာကလည်းဖြစ်မှာမဟုတ်ဘူးလို့ယုံကြည်ပြီးစမ်းသက်ပြီးမှ။ဒါပေမဲ့ခတ်တာကဒီစမ်းသက်မှုက worthy ဖြစ်သွားတယ်။ဒီတော့ Eloy က Mother Seven ရဲ့ worthy ပေးမှုကြောင့် Gang Clan စန္ဒာကိုကူညီပေးဖို့ဖြစ်လာခဲ့တယ်။ မာဇဆပန်ကရှေ့ကိုကြိုပြီးအမြင်ရှိတာမလို့ကီလော်ရီကလည်းယုံကြည်လို့ Shadow Eyes လို့အရက်ဒေတာနဲ့ပတ်သက်ဖို့ Gang Plan ရဲ့အကြံစီစိတ်ကူးတွေကိုအကောင့်ထဲပေါ်ဝင်ကူပေးတဲ့သူဖြစ်လာခဲ့တယ်။ဒီကိစ္စကအခုချိန်မှာတော့ Bridgewater တစ်ခုလုံးဖြတ်စည်းမဲ့အရေးလက္ခဏာတွေစီကိုဥတည်နေပြီဖြစ်တဲ့အပြင် Mangan နဲ့ဆုံးဖြတ်ချက်တစ်ခုအနေနဲ့ Gang Plan မတည်တဲ့အကြောင်း Miss Fortune ကိုလည်းအတိပေးဖို့ Eloy ဆုံးဖြတ်လိုက်တယ်